ရောရှိအားလုံးပဲမိင်္ဂလာပါ။ကီစီကိုပါနေကြိုဆိုပါရစေ။နာရူတိုဆီးရီးဆိုတာစွမ်းအားနဲ့စွမ်းရည်အများဆုံး anime series တစ်ခုလည်းဖြစ်ပါတယ်။ဒီထဲမှာ main character တွေအသုံးပြုနိုင်တဲ့စွဲရည်နဲ့စွာရီဟာ nature 5ခုအပြင် ninjutsu, taijutsu နဲ့ genjutsu တွေပါပါဝင်နေခဲ့ပါတယ်။ဒါရီအပြင် dojutsu, shin နဲ့ yen release နဲ့ jujutsu တွေပါပါဝင်နေခဲ့တာကြောင့် character တိုင်းကသူတို့နဲ့လိုက်ဖက်တဲ့စွဲရည်နဲ့စွာရီကိုအသုံးပြုနိုင်ခဲ့ကြပါတယ်။ နာဟုထိုယူနီဗာစ်မှာထပ်ပါစွမ်းအားရဲ့အပြင်နောက်ထပ်ထူးခဲ့တဲ့စွမ်းအားတစ်မျိုးလည်းကျန်းရှိနေခဲ့ပါတယ်။အဲ့စွမ်းအားကတော့စေးမုတ်လို့ခေါ်တဲ့ power upgrade ability တစ်ခုဖြစ်ပြီးစေးမုတ်အကြောင်းကိုတော့လွန်ခဲ့တဲ့ရှင်းလာလောက်တုန်းကရှင်းပြခဲ့ပြီးသားဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့နာဟုထိုယူနီဗာစ်ထဲမှာတည်ရှိခဲ့တဲ့စေးမုတ်အမျိုးအစားတွေကိုရှင်းပြရင်းအစစ်သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့မှာတော့စေးမုတ်တွေထဲမှာပဲစေးမုတ်ကအကျဉ်းဆုံးလဲဆိုတဲ့အဖြစ်ကိုကျွန်တော်နဲ့အတူတူရှာဖွေကြည့်သွားကြပါမယ်။ကျွန်တော်တို့အတူတူခံမှန်းထားတဲ့ Sarah Jaya ရဲ့ Mangekyo Avalady တွေပါဝင်လာမယ်။ Boruto 2 Blue Bottas Manga Chapter 21ကလည်းထွက်ရှိလာပြီဖြစ်ပါတယ်။ဒီလိုထွက်ရှိလာတဲ့အချိန်မှာလည်းကျွန်တော်က Sarada ရဲ့ Manga Q Ability တွေကိုထပ်မံရှင်းပြပေးသွားမှာဖြစ်တာကြောင့် brother တို့အနေနဲ့ကလည်း channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ပြီးကြည့်ကြဖို့တောင်းဆိုလိုက်ရပါတယ်။နောက်လာချင်ရင်တော့ Hidden Shippuden မှာ Jujutsu Kaisen series နဲ့အတူ PC ကမှာ Boruto 2 Blue Bottas Manga Chapter 1ကနေလက်ရှိထွက်ရှိထားတဲ့ chapter အထိအစာအဆုံးရှင်းပြပေးဖို့ကိုလည်းပြင်ဆင်နေပါတယ်။ စေမို့အကြောင်းကိုလွန်ခဲ့တဲ့၈လလောက်တုန်းကအသေးစိတ်ချာချာလေးရှင်းပြပေးထားတဲ့ဆိုပေမဲ့မကြည့်ရသေးတဲ့ဘရာသားတို့အတူအခုအချင်းချုပ်ပြီးပြန်လဲရှင်းပြပေးတင်ပါတယ်။စေမို့ဆိုတာနောက်ထိုးစီးရီးရဲ့အနှဲငယ်ရှုပ်ထွေးမှုရှိတဲ့ power system တစ်ခုလည်းဖြစ်ပါတယ်။စေမို့တစ်ခုနဲ့တစ်ခုကမတူညီတဲ့ origin တွေစီကနေဖြစ်ပေါ်လာခဲ့တဲ့ဆိုပေမဲ့ရရှိတဲ့စွမ်းအားပုံစံကတော့အတူတူပဲဖြစ်ပါတယ်။ဒါကြောင့်တူညီတဲ့စွမ်းအားအကြောင်းကိုစေမို့တွေကိုမရှင်းပြခင်မှာအရင်ရှင်းပြထားစင်ပါတယ်။ ချာဂရာဆိုရာရှိနိုဘီဒါရဲ့ခန္ဓာကိုယ်ထဲမှာတည်ရှိနေတာမျိုးမဟုတ်ပဲတဘာဝပတ်ဝန်းကျင်မှာပါတည်ရှိနေခဲ့ပါတယ်။ဒီအတွက်လည်း theory တချို့ရှိပြီးအဖြစ်နိုင်ဆုံး theory ကတော့ Godfrey စပေါက်တဲ့အချိန်ကနေစတင်ပြီးချာဂရာတွေဟာတဘာဝကြီးနဲ့အတူစီးမျောနေတာမျိုးဖြစ်နိုင်ပါတယ်။ဟာဂိုရိုမိုကတော့သူကိုယ်တိုင်ကပဲတစ်ကမ္ဘာလုံးကလူတွေစီကိုချာဂရာဖြန့်ဝေခဲ့တာလို့ပြောခဲ့ပူပါတယ်။ဒါပေမဲ့ဟာဂိုရမိုကတော့ဂါမမာရူစီမှာစေမုတ်ကိုတင်ကြားခဲ့ရတာကြောင့် Nature Energy တွေကကဘာကြီးမှာငကူကတဲ့ကတရှိနေခဲ့တာမျိုးဖြစ်နိုင်ပါတယ် ါကြောင့်ရှင်နိုဘီတိုင်းကကိုယ်မှာရှိတဲ့ chakra နဲ့နေထား chakra နှစ်မျိုးကိုပေါင်းစပ်ခြင်းအပြင်ပိုများတဲ့ chakra တွေကိုအသုံးပြုနိုင်စွာရှိကြပါတယ်။ခတ်တာကနေထား energy ဆိုတာအရန်အရန်ဆံပြီးရှင်ပါအောင်လှုပ်ဆောင်ဖို့လိုအပ်ပါတယ်။ရှင်ပါအောင်လှုပ်ဆောင်ပြန်ရင်လည်းအခက်မသိရင်တရိစံချောက်ရုပ်တွေအဖြစ်ပြောင်းလဲသွားတတ်တာကြောင့်မလွယ်ကူတဲ့ပေါင်းစပ်ခြင်းတစ်ခုလည်းဖြစ်ပါတယ်။နေချာချာဂရာကိုဆုပ်ယူရတဲ့နေရာမှာလည်းကိုယ့်ရဲ့ချာဂရာနဲ့ရောဆက်လို့ရနိုင်တဲ့ပမာဏတစ်ခုကိုပဲဆုပ်ယူရပါတယ်။ ဆုတ်ယူတဲ့ပမာဏကနေပါနေရင်လဲစေမှုကိုမရှားနိုင်တယ်လို့ညာသွားပြန်ရင်လဲတရိစံကနေမှတစ်စင်ကြောက်တုံးကြီးရဲ့အဖြစ်ပြောင်းလဲသွားတတ်ပါတယ်အချိန်မှတကြတာကတော့စေမှုကိုမြို့ဘူးကိုတောင်ပေါ်မှာပဲလေ့ကျင့်နိုင်ပြီးဒီလိုလေ့ကျင့်နိုင်လို့လဲဆုတ်ယူလိုက်တဲ့ energy များသွားတဲ့အခါမြို့ဘူးကိုတောင်ရဲ့ represent တစ်ခုဖြစ်တဲ့ဖားပုံစံတွေကိုပြောင်းလဲသွားတယ်ဆိုတဲ့အချက်ပါစီရီရဲ့တခြားလုံးမှာလဲစေမှုကို main character တိုင်းကမျိုးဘူးကူတောင်ပေါ်မှာပဲလေ့ကျင့်ခဲ့ကြပြီး Ryuji Line ကမှလေ့ကျင့်ခဲ့တာကိုတော့မဖော်ပြခဲ့ပါဘူး Nature Chakrari ကိုအများကြီးစုပ်ယူပြီးကြောက်ရွံ့အဖြစ်မပြောင်းလဲပဲအခြားပုံစံတစ်ခုကိုပြောင်းလဲနိုင်ဖို့ Naruto Universe မှာနီလန်နှစ်ခုရှိနေခဲ့ပါတယ်။ပထမဆုံးနီလန်ကိုတော့ Fury လို့ခေါ်ဆိုပြီးတားမြစ်ကျစုတစ်ခုဆိုရင်လည်းမမှားပါဘူး။ Fury ကစီးတစ်ခုအပေါ်မှာအခြေခံထား BIC ကအရန်များပြားတဲ့ Nature Energy တွေကိုစုပ်ယူပစ်နိုင်ပါတယ်။အဲ့နောက်မှာတော့အဲ့လိုဆုပ်ယူလိုက်တဲ့လူဟာဘုံတစ်ခုလိုအရန်ကြီးမာတဲ့ပောက်ကွဲမှုတစ်ခုကိုဖန်တီးနိုင်စွမ်းရှိပါတယ်။ဒီပောက်ကွဲမှုဟာကိုနိုဟာတရွာလုံးကိုတောင်ဖျက်ဆီးနိုင်တဲ့အထီးအဖျက်ဆွမ်းအားကြီးမာနေခဲ့ပါတယ်။ ဒါကြောင့်နေချိုင်းအန်တီတွေကိုပမာဏများများနဲ့တခါတည်းဆုပ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ကြောက်တုံးမဖြစ်ပဲပောက်ကွဲမှုတစ်ခုအဖြစ်ပြောင်းလဲနိုင်စွမ်းရှိနေခဲ့ပါတယ်။နောက်ထပ်နေလန့်တစ်ခုကတော့နေချာချာဂရီကိုအများကြီးဆုပ်ယူမိပြီဆိုတာနဲ့အဲ့အန်တီတွေကိုဖယ်ရှားနိုင်တဲ့ဒုတိယချောင်းခါမျိုးပိုကူတောင်ပေါ်မှာတရှိနေခဲ့ပါတယ်။ဒီဒုတ်ကိုအသုံးပြုပြီးပဲဖူကာဆာကူကနာဥထိုကိုစေမှုအသုံးပြုနိုင်အောင်လေ့ကျင့်ပေးခဲ့တာပါ။ဒါကြောင့်လဲနာရူထိုအပါဝင်အခြားသော စေမုတ်ပါရှင်တွေကဖူကာဆာကူတနည်းအားဖြင့်ဖားရဲ့တုံချောင်းအကူအညီနဲ့စေမုတ်ကိုလွယ်လွယ်ကူကူတက်မြောက်လာခဲ့ကြပါတယ် ။နောက်သူတို့ကတော့နေချာအနေဂျီရယ်ကိုဆွေယူနိုင်ဖို့စေမှုကိုလေ့ကျင့်ခဲ့ကြရပါမယ်။ဂျူကိုကတော့မျိုးနွယ်စုရဲ့ကဲ့ကဲ့ခက်ခဲစွာတခုချောင်းနေချာအနေဂျီရယ်ကိုတပါဝအတိုင်းဆွေယူနိုင်ခဲ့ပါတယ်။ဒီအတွက်ကြောင့်ဂျူကိုဟာချာဂရရီကိုမကုတ်မခန့်အတိုးပြုနိုင်ခဲ့တဲ့ဆိုပေမဲ့အတိုးပြုတဲ့ပမာဏများသွားတယ်တဲ့ပြိုင်နဲ့သူ့ရဲ့ခန္ဓာကိုယ်ကတားရဲပုံစံကိုပြောင်းလဲသွားတတ်ပါတယ်။ဂျူကိုအနေနဲ့ပြောင်းလဲသွားတဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုလက်နက်တွေရဲ့ဖြစ်လဲပြောင်းလဲနိုင်စွမ်းရှိနေခဲ့ပါတယ်။ ဒီထက်ပိုများတဲ့ nature energy တွေကိုစုပ်ယူလိုက်နိုင်မယ်ဆိုရင်တော့ brother တို့တည်တဲ့အတန်ကျူကိုရဲ့အသိစိတ်ကပြောက်ွယ်သွားပြီး demonic transformation အဆင့်ကိုရောက်ရှိသွားပါတယ်။ဒါကြောင့်ဂျူကိုကသူ့ရဲ့ဘေးနားမှာရှိတဲ့လူတိုင်းကိုပြန်လည်တိုက်ခိုက်လေရှိနေခဲ့တာပါ။ဂျူကိုမာရီလိုစွမ်းရည်မျိုးရှိနေခဲ့တာကြောင့် Orochimaru ကဂျူကိုရဲ့သွေးကိုယူဆောင်ပြီးအခြားသူတွေကိုလည်းဒီလိုစွမ်းရည်မျိုးပြန်လည်ပေးစွမ်းနိုင်ဖို့ချိန်စာအမှတ်လိုခေါ်တဲ့ဂျူဝင်းကျစုတစ်ခုကိုဖန်တီးခဲ့ပါတယ်။ ိုရိုရှိမာရုဖန်တီးပေးထားတဲ့ cost ကြောင့်လူတိုင်းဒီပါဟာ nature energy ကို control ရမလိုအပ်ဖဲငားရန်အတော့ပြူလာနိုင်ခဲ့ကြပါတယ်ဒါပေမဲ့ဒီလိုအသောပြုနိုင်ဖို့ဆိုရင်လက်ခံထားတဲ့ခန္ဓာကိုယ်ကလည်းလုံလုံလောက်လောက်တန်မာနေဖို့လိုအပ်ပါတယ်။အိုရိုချီမာရုရဲ့ဂျင်ဇာအမှတ်မှာ state နှစ်ခုရှိပြီးဒုတိယ state ကိုပြောင်းလဲတဲ့အချိန်မှာတော့လူတိုင်းကဂျီကိုရဲ့ transformation ပုံစံကိုရရှိပိုင်ဆိုင်ကြပါတယ်။ stage 2မှာတော့ user တိုင်းက state 1ထက်ဆယ်စားလောက်ပိုများတဲ့ nature energy တွေကိုစုယူနိုင်စွမ်းရှိတာကြောင့်အိုရိုချီမာရုရဲ့ currency ကလည်းစေမှုအမျိုးပဲဖြစ်ပါတယ်။ ကိုမှရှိတဲ့ chakra နဲ့ nature chakra တွေကိုပေါင်းစပ်ပြီးမှရရှိလာတဲ့ sensitive chakra တွေကိုအသုံးပြုနိုင်တဲ့လူတိုင်းကစိတ်မုတ်ကိုအသုံးပြုနိုင်တယ်လို့ Naruto Universe မှာသတ်မှတ်ထားနိုင်ပါတယ်။စိတ်မုတ်မှာတောင် perfect စိတ်မုတ်နဲ့ imperfect စိတ်မုတ်ဆိုပြီးနှစ်မျိုးကွဲနေတာကြောင့်အခြားသော sensitive user တွေကလည်းမတူကွဲပြားတဲ့စိတ်မုတ်အသုံးပြုသူတွေပဲဖြစ်ပါတယ်။စိတ်မုတ်ကိုလက်ခံနိုင်မဲ့ခန္ဓာကိုယ်သာရှိမနေဘူးဆိုရင်စိတ်မုတ်ကိုလုံးဝအသုံးမပြုနိုင်ပါဘူး။ ဒါကိုလည်းအိုရိုချီမာရုတရားစေမုတ်ကိုလေးလာနိုင်မဲ့ရူချီလိုင်ကူကိုရှာဖွေတွေ့ရှိခဲ့ပေမဲ့စေမုတ်အသုံးမပြုနိုင်ခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ်။ဒီနေ့ဗီဒီယိုရဲ့အားအနည်းဆုံးစေမုတ် version ကတော့အိုရိုချီမာရုတီထွင်ထားတဲ့ Cosma ပဲဖြစ်ပါတယ်။ Cosma မှာလည်း user နှစ်မျိုးထပ်ကွဲပြီးကောင်းကင်နဲ့မြေကြီးဆိုပြီးအမှန်တကူထပ်ပြီးကွဲပါတယ်။အိုရိုချီမာရုရဲ့မြေကြီးပုံစံအမှတ်ပိုင်ရှင်ကိုတော့ series တစ်လျှောက်လုံးမှာခိမီမာရုတယောက်တည်းကိုပဲမြင်တွေ့ခဲ့ရပါတယ်။အမှတ်ပုံစံကွဲတာကလည်းအိုရိုချီမာရုကလည်းဘင်းကိုကန့်ရင်မြင်နေတဲ့အတွက်ကြောင့်ကောင်းကင် ရေဘက်ကိုကရင်တော့အလဲမှရှိတာကြောင့်မြေကြီးဆိုပြီးကွဲပြားသွားတာမျိုးပါ Heaven နဲ့ Our Cosmos နှစ်ခုစလုံးရဲ့အလုံးလုံးတဲ့ပုံစံတွေကအတူတူပဲဖြစ်ပါတယ် Cosmos ကိုအသုံးပြုနေတဲ့ပုံစံကတော့ပိတ်ထားတဲ့စီးကိုဖွင့်ရတဲ့ပုံစံမျိုးဖြစ်ပြီးဖွင့်လိုက်တဲ့စီးကခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးအုပ်ပြီး nature energy တွေကို absorb လုပ်နိုင်အောင်ထောက်ပံ့ပေးပါတယ်။ Level 1 transformation မှာတော့ demonic form ကိုမပြောင်းလဲပဲ chakra နဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားတွေကိုတိုးမြှင့်ပေးပါတယ်။အခြားစိတ်မှုတွေနဲ့စင်တူမှုရှိတဲ့ဆိုပေမဲ့တော်တော်လေးဆိုးရွားမှုရှိပါတယ်။ Cosmos ရဲ့စစ်မှန်တဲ့ software ကို transformation ရဲ့ဒုတိယ stage ကပဲထုတ်ပြန်နိုင်တာပါ Cosmos အတော်ပြုသူတိုင်းကဒုတိယ stage ကိုအတော်ပြုတိုင်းမှာကိုယ့်ရဲ့အသွင်အပြင်နဲ့ live ဖတ်တဲ့ tracing form တစ်ခုခုကိုရရှိပိုင်ဆိုင်ကြပါတယ် SaaS scale မှာဆိုရင်တောင်ပန်တွေပါဝင်နေခဲ့ပြီး Kimi Maru ကလည်းပေကူတကောင်နဲ့ဆင်တူနေခဲ့တာပါဒီပုံစံက Cebu ရဲ့ imperfect Cebu version နဲ့တောင်သွားပြီးဆင်တူနေခဲ့ပါတယ် Cebu ရဲ့ imperfect Cebu ကိုကျွန်တော်တို့ Jiraiya စီမှာမြင်တွေ့ခဲ့ကြရပြီး Jiraiya ရဲ့နှာခေါင်းမှာကျွန်းတို့တွေပေါက်နေတာကလွှဲရင်ကျန်တာစိုးစိုးရွားရွားထူးခြားမှုမရှိခဲ့ပါဘူး ဒါကြောင့် Cosma ရဲ့ဒုတိယ Fong ကအင်ပါဖရစေမုတ်ထပ်ပူဆိုးရွားတဲ့ Fong တစ်ခုကိုပေးစွမ်းလေးရှိပါတယ်။ဆိုလိုချင်တဲ့သဘောကတော့ကျွမ်းတို့နှာခေါင်းထပ်ပူဆိုးရွားတဲ့အတောင်ပံနဲ့ပင့်ကူခြေထောက်တွေကိုအတိအကဆိုလိုချင်ပါတယ်။ Cosma ရဲ့ဒုတိယ stage ကလည်း Imperfect စေမုတ်လိုမျိုး Chakra နဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းဟင်တွေကိုတိုးမြှင့်ပေးနိုင်တယ်ဆိုပေမဲ့ Imperfect စေမုတ်နဲ့မတူညီတဲ့အရာတွေကို Cosma ရဲ့ဒုတိယ stage ကဖန်တီးပေးနိုင်ပါတယ်။ဤဘူးရီမျိုးနယ်စုဝင်တွေဆိုတာသူတို့ရဲ့ကဲကဲကန်ခိုင်စွာအရာမိခိုးအဖြစ်ပြောင်းလဲနိုင်စွမ်းရှိပြီး ခတ်တာကမိဂိုအဖြစ်ပြောင်းလဲပြီးရင်တော့လူသားပုံစံကိုပြန်ပြောင်းနိုင်စွမ်းမရှိကြတော့ပါဘူး။ဒါကြောင့်ဤဘူရီမျိုးနွယ်စုတစ်ခုလုံးကလေမတိုက်တဲ့လိုင်းကူကြီးတစ်ခုထဲမှာသွားရောက်နေထိုင်ခဲ့ကြရပါတယ်။ဤဘူရီမျိုးနွယ်စုရဲ့အနေနဲ့ချိန်စာအမှတ်ကိုရရှိသွားတဲ့အချိန်မှာတော့မိဂိုအဖြစ်ပြောင်းလဲမလားမပြောင်းလဲဘူးလားဆိုတဲ့ availability control တစ်ခုကိုပါရရှိပိုင်ဆိုင်ခဲ့ကြပါတယ်။ကဲကဲကဲ control တခုကို imperfect symbol ကပေးနိုင်လားမပေးနိုင်လားမသိပေမဲ့လေ့ကျင့်စရာမလိုအပ်တဲ့ Orochimaru ရဲ့ကျိစာအမှတ်ကတော့ပေးစွမ်းနိုင်ခဲ့ပါတယ် အစောပိုင်းမှာကျွန်တော်ပြောခဲ့သလို Cosmos ဆိုတာ Jugo ရဲ့သွေးနဲ့ဖန်တီးထားတဲ့ availability တစ်ခုဖြစ်ပြီး Jugo ဆိုတာကလည်း San Jesus Chakra ရဲ့အများကြီးဆုပ်ယူလိုက်တာနဲ့မကောင်းဆိုးဝါးတစ်ကောင်အသွင်ပြောင်းလဲသွားနိုင်ပါတယ်။ Cosmos မှာလည်းအသုံးပြုသူအနေနဲ့ level 1ကိုအသုံးပြုမယ်ဆိုရင်ကိစ္စမရှိပေမဲ့ level 2ကိုအကြကြီးအသုံးပြုမယ်ဆိုရင်တော့ကိုယ့်ရဲ့ Chakra ကို Orochimaru ကအပိုင်သိမ်းသွားနိုင်ခြင်းရှိနေပြန်ပါတယ်။ဒါကြောင့်နောက်ပိုင်းကြာလာတာနဲ့အမြ Orochimaru ရဲ့ထိန်းချုပ်မှုကိုခံရပြီးအမိန့်တွေကိုပါနာခံလာရပါတယ်။ အိုရိုချီမာရုကဆန်ချစ်စုချာဂရာကိုသူရဲ့ထိချုံနိုင်စွမ်းနဲ့ပေါင်းဆက်ဖို့ဂျူဝင်ချစ်စုကိုအသွေးပြုထားတာကြောင့်တကြသုံးလီလီကြံတန်းရက်ဆက်ပြီးစင်ချင်နိုင်စွမ်းကင်းမဲ့သူတယောက်ဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုရဲ့အားအနေဆုံးစေးမှုနေရာကိုထားထားလိုက်တာမျိုးဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုရဲ့နောက်ထပ်စေးမှုတစ်မျိုးကတော့ဖားစေးမှုပဲဖြစ်ပါတယ်။ဖားစေးမှုကိုတော့နာဟုတိုဂျီရာယာနဲ့မီနာထိုအပြင်ဟာဂိုရိုမိုကပါအသွေးပြုနိုင်ခဲ့ပါတယ်။စေးမှုတွေထဲမှာဖားစေးမှုကဘာကြောင့်အားအယံနေရတာလဲဆိုတဲ့အချက်ကိုအခုဆက်ပြီးရှင်းပြပေးသွားပါမယ်။ ဖားစေးမုတ်ကဒီနေ့ဗီဒီယိုထဲမှာပါဝင်သွားမဲ့စေးမုတ်တွေတိုင်းထပ်ပို့ပြီးသင်ယူရလွယ်ကူနေခဲ့ပါတယ်။နောက်ထုံးနဲ့ဘရိုဒို timeline တစ်လျှောက်လုံးမှာဆိုရင်ကျွန်တော်တို့ဖားစေးမုတ်အတုံးတူတူစုစုပေါင်း9ယောက်ကိုမြင်တွေ့ခဲ့ကြရပါတယ်။အဲ့လူ9ယောက်ကတော့ဂျီရာယာ၊ခါရှင်ခိုကြီး၊ဟာကိုရိုမို၊မီနာထိုနဲ့နောက်ထုံးတို့9ယောက်ပဲဖြစ်ပါတယ်။ဒီလူ9ယောက်အနက်4ယောက်ကဖားစေးမုတ်ကို perfect ဖြစ်တဲ့ SNT အတုံးပြူနိုင်ခဲ့ကြပါတယ်။ KB စေးမုတ်နဲ့မွေစေးမုတ်တွေမှာဆိုရင် perfect ဖြစ်တဲ့ user 1ယောက်2ယောက်လောက်ကိုသာကျွန်တော်တို့မြင်တွေ့ခဲ့ကြရပါတယ်။ ဒါကြောင့်ဖာစီမုတ်ကတင်ယူရလွယ်ကူပြီးဘေးရနေရတဲ့အိမ်မဖြစ်တဲ့စိမုတ်တစ်မျိုးဖြစ်နေခဲ့ပါတယ်။တင်ယူရလွယ်ကူတာနဲ့အားနေတာနဲ့ကဘာမှတော့လည်းသက်ဆိုင်မှုရှိမနေခဲ့ပါဘူး။ကျွန်တော်တို့ဒီနေ့ပြောနေတဲ့အကြောင်းအရာကစွာအပေါ်မှာအခြေခံထားတာကြောင့်စွာအနေအများကိုပဲဆက်ပြောကြတာပေါ့။ဖာစီမုတ်ကိုတံမြောက်ဖို့ဆိုရင် brother ကမျိုးပုတ်ကူတောင်ကိုရှာဖွေတွေ့ရှိဖို့တော့လိုအပ်ပါတယ်။ brother အနေနဲ့ပုံမှန်အခြေအနေမှာဆိုရင်မျိုးပုတ်ကူတောင်ကိုရှာတွေ့ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ဘာလို့ဆိုမျိုးပုတ်ကူတောင်ကကဘာရဲ့ different dimension တစ်ခုမှတည်ရှိနေတာကြောင့်ပါ။ ဂျီရာယာကိုရိုင်းကလည်း reverse suma နဲ့ကျစုကိုအတောပြလိုက်တာကြောင့်သွေးစာချုပ်မချုပ်ဆိုထားတဲ့ဂျီရာယာကမြို့ဘူကူတောင်ကိုရှာဖွေတွေ့ရှိနိုင်ခဲ့ပါတယ်။မြို့ဘူကူတောင်ကိုရှာဖွေတွေ့ရှိပြီဆိုတာနဲ့အဲ့တောင်မှနေထိုင်တဲ့ဆရာဖာရိုကိုအကူအညီတောင်းပြီး nature energy ray ကိုစတင်ဆုပ်ယူနိုင်ပါတယ်။ယူနီဖြစ်တဲ့လေချင်ကန်တကူကတော့အရန်ချွန်နေတဲ့တောင်ကုန်းတို့ရဲ့ပေါ်မှာပြင်ပြားတစ်ချက်နဲ့တရားထိုင်ရတဲ့ကိစ္စလို့ဆိုနိုင်ပါဗျ။နန်းနေလေးလှုပ်တာနဲ့တပြိုင်တည်းဘရာသာကအောက်ကိုပြုတ်ကျသွားမှမျိုးဖြစ်ပါတယ်။ ဒီလိုချုံထက်နေတဲ့တောင်ကုန်းပေါ်မှာဘရာသားကတည်တည်ငြိမ်ငြိမ်နဲ့တရားထိုင်နိုင်ရင်တဘာဝတရားကြီးနဲ့တသားရဲဖြစ်နေပြီလို့ဆိုနိုင်ပါတယ်။မြို့ဘုကူတောင်မှာဆူဒိုချီကိုလို့ခေါ်တဲ့ဖားအစီတွေလည်းရှိနေခဲ့ပြီးဒီဖားအစီတွေကိုတုပ်လိမ်ထားမယ်ဆိုရင်နေချာအနေဂျီတွေကိုအလိုအလျောက်ဆုပ်ယူနိုင်ပါတယ်။ဒီအစီတွေကဂျူကိုမျိုးနွယ်စုဝင်တွေပိုင်ဆိုင်ထားတဲ့ကဲ့ကဲ့ကန်ခိုင်စွာနဲ့စစ်တူပြီးမတူတာကတော့ဒီအစီတွေကမြို့ဘုကူတောင်ပေါ်မှာပဲအလုပ်လုပ်ပါတယ်။ ပေါ်ပြချက်တွေအရမျိုးပိုကူတောင်ပေါ်မှာထူးခြားတဲ့လေတုတစ်ခုရှိပြီးအဲ့လေတုကဖားအစီပဲကိုအငွေပြန်ပြီးအသွင်ပြောင်းလဲစေနိုင်တဲ့ကုတ်တတိတစ်ခုရှိနေခဲ့ပါတယ်။အသွင်ပြောင်းလဲပြီးတဲ့နောက်မှာသုံလင်းလိုက်တဲ့နေရာကနေမှတစ်စက်တဘာဝစွမ်းအင်တွေကိုဆုပ်ယူနိုင်လေးရှိပါတယ်။ဒီတဘာဝစွမ်းအင်တွေကိုကိုကဟန်ချက်ညီညီထိန်းချုပ်နိုင်ပြီဆိုတာနဲ့ဖားစေးမုတ်ကိုအထာကြကြအတုပြုနိုင်ပြီလည်းဖြစ်ပါတယ်။ Now to Universe မှာတော့ဖားစေးမုတ်ကိုလူသားတွေအပြင်ဖားရိတ်ကလည်းအတုပြုနိုင်ခဲ့ကြပါတယ်။ ရှိမာလို့ခေါ်တဲ့ဖားမကြီးကတော့စေမုတ်ကိုအတုပြုပြီးသူမရဲ့ရှာကိုအရွယ်အစားပြောင်းလဲနိုင်စွမ်းရှိခဲ့ပါတယ်။မာကတော့သူ့ရဲ့ရှာကိုအတုပြုပြီးရန်သူတွေကိုချုံနောက်ဖမ်းဆီးတာအပြင်တိုက်ခိုက်မှုတွေကိုလည်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒီပုံစံကတော့ဆမ်ဖို့ရီယိုစတနိုဂျီဆုနဲ့ဆင်တူမှုရှိပြီးဒီဂျီဆုကဖားစေမုတ်ရဲ့အကျဉ်းဆုံးဂျီဆုတွေလည်းကတစ်ခုလည်းဖြစ်နေပြန်ပါတယ်။ဒီဂျီဆုကိုလုပ်ဆောင်နိုင်ဖို့ဆိုရာကလည်းစုစုပေါင်းဖားနှစ်ကောင်နဲ့လူတစ်ယောက်လိုအပ်မှုရှိတာကြောင့်နည်းနည်းခက်ခဲမှုရှိပါတယ်။ နောက်ပြည်ဒီဂျီစုကဂျူရာယာလိုမျိုးနေချာအနေကြီးကိုကောင်းကောင်းမဆိုးယူနိုင်တဲ့စေမှုယူစာတိုင်းအတွက်အသုံးဝင်တဲ့ဂျီစုတစ်ခုလည်းဖြစ်ပါတယ်။ဖော်ပြချက်တွေအရဂျူရာယာကဆန်ဂျီစုချာဂရာရီကိုဆိုးယူလိုက်တိုင်းမှာအမြဲတမ်းပူပူနေတတ်တာကြောင့်ဖားအသွင်ကိုအနှဲငယ်ပြောင်းလဲနေတတ်ပါတယ်။ဒါကြောင့်လည်း imperfect city ရောက်ဖြစ်လာခဲ့ရပြီးရန်သူတွေကိုရင်ဆိုင်တိုက်ခိုက်တဲ့အချိန်တိုင်းမှာမားနဲ့ဖားဆုပ်တွဲကိုစင့်ခေါ်လာခဲ့ရပါတယ်။ မားနဲ့ဖာရိုကအသက်800လောက်ရှိနေပြီဖြစ်တဲ့ဖာပညာရှိတွေဖြစ်ပြီးဒီလိုအတွေ့အကြုံတွေနဲ့အတူဂျီရာယာအတွက်လိုအပ်နေတဲ့ Sanchez Chakra တွေကိုအမြဲတမ်းဖြည့်ပေးနေမှာမျိုးဖြစ်ပါတယ်။ဂျီရာယာကမားနဲ့ဖာရိုရဲ့အကူအညီကြောင့် Demonic Evolution Talk Confrontation Chat လို့ခေါ်တဲ့ဂျီစုတစ်မျိုးကိုအတုပြုနိုင်ခဲ့ပါတယ်။ဒီကျစုကိုအသုံးပြုနိုင်ဖို့ဆိုရင်မားနဲ့ဖာရိုကတခြင်းတစ်ပုဒ်ကိုတည်ဆူကြရပြီးလို့တည်ဆူလိုက်တဲ့တခြင်းတန်ကိုကြားတဲ့လူတိုင်းကဒီကံကျစုရဲကိုကြားရောက်သွားမှာမျိုးဖြစ်ပါတယ်။ ဒီကျစုကိုအသုံးပြုဖို့ဆိုရင်ဖားပညာရှိနှစ်ယောက်လိုအပ်ပြီးတရက်ကိုအများဆုံးတစ်ချိန်သာအသုံးပြုနိုင်ပါတယ်။ limitation အရန်များတာကြောင့် perfect ဖြစ်ပြီးအရန်ကျန်းနေတဲ့ကျစုတစ်ခုတော့လည်းဟုတ်မနေခဲ့ပါဘူး။ဒါပေမဲ့အသုံးပြုခံရတဲ့လူတိုင်းကလည်းဒီကံကျစုကြောင့်ပဲအသက်သေးဆုံးသွားလိမ့်ရှိကြပါတယ်။စိတ်မုတ်ရဲ့ process တစ်ခုကတော့ရုပ်ပိုင်းဆိုင်ရာစွမ်းအင်တွေကိုတိုးမြင့်ပေးတာမျိုးဖြစ်ပြီးရုပ်ပိုင်းဆိုင်ရာစွားတွေတိုးများလာတာနဲ့အမျှထိုင်ကျစုကိုပါပုံမှုအသုံးပြုလာနိုင်ပါတယ်။ထိုင်ကျစုကို support ပေးရတဲ့နေရာမှာ fraud ခါတာလိုမျိုး unique ဖြစ်တဲ့ availability တစ်ခုကိုလည်းထည့်ပြီးပြောရပါမယ်။ Frog Kada ဆိုတာစေမုတ်ကစပိုးပေးတဲ့အပိုလက်တီချက်တစ်ခုဖြစ်ပြီးကိုကမထိုးရင်တောင်ဆန်ဂျစ်ဆုချာကရာရီကရန်သူကိုထိအောင်ထိုးနေမှမျိုးဖြစ်ပါတယ်။အကယ်၍ဘရာသားမှာရူနီကန်ကြီးရှိနေမယ်ဆိုရင်တောင်မှာစေမုတ်ကိုအသုံးမပြုနိုင်သေးဘူးဆိုရင်တော့ဒီလိုထိုးလိုက်တဲ့အပိုလက်တီချက်တွေကိုလုံးဝမြင်နိုင်စွမ်းမရှိပါဘူး။ဖာစေမုတ်ကတော့နင်ဂျစ်ဆု၊ကန်ဂျစ်ဆုနဲ့ထန်ဂျစ်ဆုတို့လိုမျိုးအခြေခံ ability တွေကိုကောင်းကောင်းကြီးစပိုးပေးနိုင်ခဲ့ပေမယ့်အခြားစေမုတ်တွေထက်စာရင်တင်ယူရလွယ်ကူပြီးအရင်ကြီး powerful မဖြစ်တဲ့စေမုတ်တခုဖြစ်နေတာကြောင့်ဒီနေ့ video ရဲ့ number 4နေရာမှာထပ်ထားလိုက်ပါမယ် ဒီနေ့ဗီဒီယိုရဲ့နံပါတ်3နေရာမှာရောက်ရှိနေခဲ့တဲ့စေမုတ်ကတော့ Snake စေမုတ်ပဲဖြစ်ပါတယ်။ Snake စေမုတ်ကိုပြပြစုံစုံအသုံးပြုနိုင်ခဲ့တဲ့လူကတော့ Mitsuki တယောက်ထဲသာရှိခဲ့တာပါ။ Orochimaru ကလည်းသူရှာပွေတွေ့ရှိခဲ့တဲ့မွေးစေမုတ်ကိုတင်ယူနိုင်မယ်။တက်မြောက်နိုင်မယ် Mitsuki ကိုဖန်တီးခဲ့ပါတယ်။ဘာလို့ဆို brother တို့တည်တဲ့အတိုင်းမွေးစိမုတ်ကို Orochimaru ကရှာခွေတွေ့ရှိခဲ့ပေမဲ့ခန္ဓာကိုယ်ကအရင်အားနည်းနေတာကြောင့်မသိယူနိုင်ခဲ့ပါဘူး။ဘလို့ပဲဖြစ်နေပါစေ Mizuki ဆိုတာ Orochimaru ရဲ့ကိုယ်ပွားတကောင်ဖြစ်နေတာကြောင့်မွေးစိမုတ်ကိုပါအတုံးပြနိုင်ခဲ့ပါတယ်။ တချို့ကြတော့လေမီဇူကီရရှိမှုတဲ့စေမုတ်ကဖားစေမုတ်လိုမျိုးလူသားအသွင်မှာပဲ stable ဖြစ်မနေတာကြောင့် imperfect စေမုတ်တစ်ခုအဖြစ်သတ်မှတ်ကြပါတယ်။မီဇူကီရဲ့ snake စေမုတ်မှာဆိုရင်လည်းမွေးရီမှာမပါဝင်တဲ့ချို့တစ်ခုကပါဝင်နေခဲ့တာကြောင့်အငင်းပွားစရာကိစ္စတွေဖြစ်ခဲ့ကြတာပါ။မီဇူကီရဲ့စေမုတ်ကိုအသာထားပြီးကျွန်တော်တို့အခြား character နှစ်ယောက်ဖြစ်ကြတဲ့ Orochimaru နဲ့ Kabuto တို့နှစ်ယောက်အကြောင်းကိုဆက်ပြီးပြောကြပါမယ်။ Orochimaru ရဲ့ snake စေမုတ်ကိုရှာဖွေတွေ့ရှိခဲ့ပေမဲ့လေးလာသင်ယူနိုင်စွမ်းတော့မရှိခဲ့ပါဘူး။ ကာဘူတိုကလည်းစနိတ်စေးမှုကိုရရှိနိုင်ဖို့အတွက်စေးပညာနဲ့အိုရိုချီမာရီရဲ့ဆဲရီကိုသူရဲ့ခန္ဓာကိုယ်မှာပေါင်းစပ်ထားခဲ့တာကြောင့်စစ်မှန်တဲ့နီလန်တစ်ခုတော့မဖြစ်ခဲ့ပါဘူး။မီဇူကီကိုကြည့်ရင်လည်းအိုရိုချီမာရီရဲ့ခလုံးတကောင်ဖြစ်နေတာကြောင့်စစ်မှန်တဲ့စနိတ်စေးမှုယူဆတယောက်ဖြစ်မနေပါဘူး။ဖားစေးမှုကိုတင်ယူတက်မြောက်နိုင်ဖို့ဆိုရင်မျိုးပုကူတောင်ကိုရှာဖွေတွေ့ရှိဖို့လိုအပ်တယ်လို့စနိတ်စေးမှုကိုတက်မြောက်ချင်ရင်လည်းရီယူချီလိုင်ကူကိုတွေ့အောင်ရှာဖွေရပါတယ်။ရီယူချီကူကိုရှာတွေ့ရင်တော့အဲ့ထဲကိုဝင်ပြီးမွေးဖြူကြီးတစ်ကောင်ကြိုက်တာကိုခံရပါမယ်။ ီမိုကြီးကြိုက်တဲ့အပေါ်မှာမူတီးပြီးတဘာဝစွမ်းရည်တွေကိုဘရာသားကဆုပ်ယူလာနိုင်မှာမျိုးဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်ကိုတည်တည်ချာချာသုံးသပ်ကြည့်ရမယ်ဆိုရင်အိုရိုချီမာရီရဲ့ဂျင်စာအမှတ်နဲ့သွားပြီးတော့အဆင်တူနေခဲ့ပါတယ်။အိုရိုချီမာရုကလည်းတယောက်ယောက်ကိုဂျင်စာအမှတ်သတ်မှတ်ပေးခြင်းနဲ့ဆိုရင်သူ့ရဲ့ပစံနဲ့ကိုင်းမှာဂျူရင်ဂျဆုနဲ့အတူဂျင်စာအမှတ်ဟာဖြစ်ပေါ်ဖန်တီးလေးရှိပါတယ်။ဘရာသာရဲ့ခန္ဓာကိုယ်ကလုံလုံလောလောတန်မာနေမယ်ဆိုရင်တော့အိုရိုချီမာရုရဲ့ဂျင်စာအမှတ်ကိုလက်ခံရရှိနိုင်မှာမျိုးဖြစ်ပြီးမတန်မာနေဘူးဆိုရင်တော့တေချာပေါအသက်တည်ဆုံးသွားမှာမျိုးဖြစ်ပါတယ်။ စနက်စတေးမုတ်မှာဆိုရင်လည်းဘရာသာရဲ့ခန္ဓာကိုယ်ကလုံလုံလောက်လောက်တန်မာနေမယ်ဆိုရင်တော့ဆန်ဂျီဆူချာကရာရီကိုဆုပ်ယူနိုင်ပြီးမတန်မာဘူးဆိုရင်တော့မွေမျိုးချင်းကိုခံရနိုင်ပါတယ်။စီရီတလျှောက်လုံးမှာတော့မွေရဲ့ဖြူကြီးကိုက်ခဲတဲ့ခရိုက်တာကတော့အိုရိုချီမာရုတယောက်ထဲသာရှိခဲ့ပါတယ်။ဖြစ်နိုင်ခြေရှိတာကတော့ရီယူချီကေပ်ကိုရှာဖွေတွေ့ရှိခဲ့တဲ့လူတိုင်းကမွေဖြူကြီးရဲ့စားသုံးခြင်းကိုခံရတာကြောင့်ပြန်ထွက်မလာနိုင်ကြတာမျိုးဖြစ်နိုင်ပါတယ်။ အိုရိုချီမာရူကတော့မွေဖြူကြီးကြိုက်တာကိုခံရပြီးလုံလောက်တဲ့တန်မာမှုရှိမနေပေမဲ့သူ့ရဲ့ availability တွေကြောင့် Ryuchi Cave ကနေလွတ်အောင်ခွက်ပြေးလာနိုင်ခဲ့ပါတယ်။ Ryuchi ကူထဲမှာမွေဖြူကြီးနဲ့အိုရိုချီမာရူတို့ဘာတွေဘလို့ဖြစ်ခဲ့ကြသလဲဆိုတာကိုတော့ကျွန်တော်တို့လည်းမသိသလိုဘယ်သူမှလည်းသိမနေခဲ့ပါဘူး။ Mizuki Snake Simo ကတော့မြင်မှုသမျှမွေပုံစံ Snake Simo version တွေထဲမှာအကျန်းဆုံး Simo တစ်ခုဖြစ်နေခဲ့တာကြောင့် perfect ဆိုတဲ့ level တစ်ခုမှရောက်ရှိနေခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့ Kabuto နဲ့ Mizuki တို့နှစ်ယောက်ကြားကကွာခြားချက်တွေကို select ရှာဖို့ကြိုးစားပါမယ်။ ဟာဘူရိုနဲ့မစ်ဇူကီတို့ကတူညီတဲ့ snake sea mode ကိုအသုံးပြုနေကြတာကြောင့်အခြေခံအပြည့်တူညီတဲ့ availability တွေကိုရရှိပိုင်ဆိုင်ချပါတယ် snake sea mode ရဲ့ visit availability တွေကိုထိုးစင်းမှုရဲ့ visit availability တွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တေချာပေါ့ snake sea mode ကပိုပြီးအားသာရာကိုတွေ့ရမှာဖြစ်ပါတယ်မဇူကီအကြောင်းကိုနည်းနည်းပါးပါးပြောပြီးသွားပြီဆိုတော့ကာဘူတိုရဲ့ snake sea mode အကြောင်းကိုဆက်ပြီးပြောကြပါမယ်။ကာဘူတိုကိုတော့ကျွန်တော်တို့တွေ၄ချိန်မြောက်ရှင်တို့ပြစ်ပွဲအတွင်းမှာများစွာသော snake sea mode availability တွေနဲ့အတူမြင်တွေ့ခဲ့ကြရပါတယ်။ ကာဘဒိုရဲ့ same availability တွေကိုစပြီးပြောရမယ်ဆိုရင် SAGE R wide range technique ကနေစပြီးပြောကြပါမယ်။ကာဘဒိုရဲ့ပြောပြချက်အရ Digitsu ကို Ryuchi Kure မှာလေ့လာတက်မြောက်ခဲ့တယ်ဆိုပြီးသိထားရပါတယ်။ဒါကြောင့်ကာဘဒိုကလည်း Ryuchi Kure ကိုသွားရောက်ခဲ့တဲ့သဘောမျိုးဖြစ်ပါတယ်။ Ryuchi Kure ကိုသွားတဲ့ Orochimaru ရဲ့ share တွေကိုလည်းအရယူထားတဲ့ကာဘဒိုက Sagittarius Chakra တွေကိုအပြည့်အဝဆုပ်ယူနိုင်ခဲ့ပါတယ်။ Snake Simo user တွေကအခြား Simo user တွေလိုမျိုးလက်တင်ကေတာတွေကိုအသုံးပြုစရာမလိုပဲပါဇက်ကနေငကားပုံစံကိုထုတ်လွှတ်လာနိုင်ခဲ့ကြပါတယ်။ ဒီလိုထုတ်လွှတ်လိုက်တဲ့နဂါရဲ့ဘယ်ဘက်ကနေအော့ပ်တစ်ခုကိုကိုင်းဆောင်ပြီးဖောင်ကလည်း coin တစ်ခုလိုမျိုးလဲပတ်ပြီးတဲ့နောက်ဆုံးမှာရှိနေတဲ့ဆက်လုံးကပောက်ကွဲမှုတစ်ခုကိုဖြစ်ပေါ်စေပါတယ်။ဒီပောက်ကွဲမှုကနေပါတဲ့စစ်များပြားလွန်းလာတဲ့အလင်းနဲ့ဖီးယားတွေကိုထုတ်လွှတ်ပေးပါတယ်။ဒီအလင်းကအရန်ဖီးယားများပြားတာကြောင့်အလင်းကိုမြင်နိုင်တဲ့ရှင်သူရဲ့အမြင်အာရုံတနည်းအားဖြင့်မျက်လုံးတွေကိုဖျက်ဆီးပစ်နိုင်စွာရှိပါတယ်။အလင်းမှာရှိတဲ့ဖီးယားကလည်းအနည်းမှရှိတဲ့ရန်သူတိုင်းကိုရက်တန့်သွားအောင်အထိလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ စေမှုယူဇာတိုင်းကသဘာဝတရားကြီးနဲ့ဟန်ချက်ညီအောင်နေထိုင်နိုင်တာကြောင့်သူတို့ဖန်တီးတဲ့ကျဆူတွေကိုသူတို့ကိုယ်တိုင်ကအင်ယူနိုင်စရှိပါတယ်။ဘလို့မျိုးလဲဆိုတော့ခါပူတိုရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ organ တွေကအရေးပုံစံအဖြစ်ပြောင်းလဲနိုင်တာကြောင့်ရိုက်ခတ်လာတဲ့လှိုင်းပုံစံလေးပြီးအားတွေကိုခုခံထားနိုင်ပါတယ်။မျက်လုံးကိုဖုတ်ထားတဲ့မျက်ခွန်နဲ့မျက်ကြည်လွှာကိုလည်းထိန်းချုပ်နိုင်တာကြောင့်မျက်လုံးကန်းချင်းကိုပါကာကွယ်နိုင်ခဲ့ပါတယ်။နောက်ထပ်ပိုပြီးအားရစရာကောင်းတဲ့စွမ်းရည်တစ်ခုကတော့ပဝင်းချင်းမှာရှိတဲ့အရာတိုင်းကိုစနိတ်စေမှုယူဇာတိုင်းကထိန်းချုပ်နိုင်စရှိပါတယ်။ ဒီ availability ကိုတော့ inorganic reincarnation လို့ခေါ်ဆိုပြီး phase မှုမှာပါဝင်တဲ့ availability တိုင်းထပ်ပို့ပြီး powerful ဖြစ်နေခဲ့ပါတယ်။သဘာဝစွာတွေကိုအသုံးပြုပြီးလေဒူတဲကို inorganic materials တွေကိုဖြည့်လိုက်နိုင်စရှိတာမျိုးပါ။ Kabuto ဆိုရင်လည်းသူ့ရဲ့အသက်ရှူခြင်းကနေမှတစဉ်သူ့ရဲ့ဘေးနားမှာရှိတဲ့ကြောက်ဆက်ဆွဲတွေကိုထိန်းချုပ်ပြနိုင်ခဲ့ပါတယ်။ဝေပုံစံဆေးမှု user တွေကဖုံမှုတွေကြောက်တုံးတွေအပြင်ကိုမှ colon ကြီးတွေကိုပါလေဒူတဲမှာ sensitive chakra နဲ့ဖန်တီးဖြည့်ဆွတ်နိုင်စရှိကြပါတယ်။ ကျနာရီကတော့ဖာစေမုံနဲ့အတူတူအခြေခံကြတဲ့ availability တွေကိုမြင့်တင်တဲ့နေရာမှာ support လုပ်ပေးပါတယ်။ Mesuki ကတော့သူ့ရဲ့ Sanchez Chakra ကိုအသုံးပြုပြီး Grace Knight Lightning ကိုအသုံးပြုနိုင်ခဲ့ပါတယ်။ Thorsey Ness နဲ့ Zero ကိုနိုင်ရှင်ကြည့်မယ်ဆိုရင်အခြေခံကြတဲ့ရုပ်ပိုင်းဆိုင်ရာ swap တွေကိုတိုးမြင့်ပေးနိုင်တယ် Chakra Phoo ကိုပုံများအောင်ဖြည့်တင်းပေးနိုင်တယ်ဆိုပေမဲ့နိုင်စေမုံကတော့ရှားဝိထုတွေကိုထိန်းချုပ်နိုင်တဲ့အထိ powerful ဖြစ်လွန်နေခဲ့ပါတယ်။ဒါကြောင့်ဒီနေ့ video ရဲ့နံပါတ်3နေရာမှာ Snake စေမုံကိုထားထားလိုက်ပါတယ်။ ကဲဒီနေ့ဗီဒီယိုရဲ့နံပါတ်1နေရာမှာရောက်ရှိနေခဲ့တဲ့စေမုတ်ကတော့ဟာရှီရာမရဲ့စေမုတ်ပဲဖြစ်ပါတယ်။ဟာရှီရာမရဲ့စေမုတ်ကိုတော့ဟာရှီရာမအပြင်မာဂျရာကပါအတောပြနိုင်ခဲ့ပြီးတော်တော်လေး overrated ဆန်တဲ့စေမုတ်တစ်မျိုးလိုတော့ဆိုနိုင်ပါတယ်။ကဲအခုဆက်ပြီးဟာရှီရာမရဲ့စေမုတ်ကသူနဲ့မာဂျရာကိုဖားနဲ့မွေးထက်ဖို့ကောင်းတဲ့ vulnerability တွေကိုဘေးစွန်းနိုင်ခဲ့လဲဆိုတာကိုဆက်ပြီးပြောကြပါမယ်။ကျွန်တော်တို့ရေအနေနဲ့ကလည်းဟာရှီရာမအသုံးပြုခဲ့တဲ့စိတ်မုတ်ကိုဘလို့အမျိုးအစားလဲဘလို့ခေါ်ဆိုလဲဆိုတာကိုတိတိကျကျမသိရပေပါဘူး ကျွန်တော်အနေနဲ့ဟာရှူရာမှာအတုံးပြနေတဲ့တက်တာပုံစံတွေကဘလို့ဖြစ်တည်လာတာလဲဆိုရယ် theory တချို့ကိုဒီဗီဒီယိုထဲမှာအသေးစိတ်ကြကြလေးရှင်းပြပေးထားခဲ့ပါတယ်ဒီဗီဒီယိုကိုတွားကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်အခုဆက်ပြောနေမယ်အကြောင်းအရာတွေကိုကောက်ကောက်ကြီးနားလည်နိုင်ပါတယ်ဟာရှူရာမရဲ့စိတ်မုတ်ဆိုတာကလည်းသူအတုံးပြနေတဲ့တက်တာရယ်တစ်ပင်တွင်စီကနေဆုပ်ယူနေတာမျိုးဖြစ်လို့အကန့်အသတ်မရှိဆုပ်ယူအတုံးပြနိုင်ပါတယ်စိတ်မုတ်ကိုအကန့်အသတ်မရှိအတုံးပြနိုင်တဲ့ခရိုက်တာတွေကတော့ဂျီရာယာနဲ့ကာဘူတိုတို့ပဲဖြစ်ပါတယ် နားလည်အောင်ပြန်ပြီးရှင်းပြရရဲ့ Jiraiya ကမားနဲ့ဖာရိုကိုပခုံးပေါ်တင်ထားတာကြောင့် Echa Energy တွေကိုအကန့်အသတ်မရှိစုပ်ယူနိုင်တာမျိုးဖြစ်ပါတယ်။ခါဘူတိုကလည်းသူရဲ့ခန္ဓာကိုယ်မှာဂျူကိုရဲ့ DNA တချို့ကိုပေါင်းစပ်နိုင်ခဲ့တာကြောင့်ဆာဂျီဆူချာဂရာသို့မဟုတ်နေချာအနာဂျီတွေကိုအကန့်အသတ်မရှိစုပ်ယူနိုင်ခဲ့ပါတယ်။ဟာရှီရာမမှာတော့ဒီလိုအချက်နှစ်ချက်စလုံးရှိမနေပေမဲ့ဆာဂျီဆူချာဂရာသို့မဟုတ်နေချာအနာဂျီတွေကိုအကန့်အသတ်မရှိစုပ်ယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်ဟာရှူရာမအသုံးပြုခဲ့တဲ့စေမုတ်ကတဘာဝအတိုင်းလဲပတ်တာလားဒါမှမဟုတ်လဲဟာရှူရာမကိုရိုင်းကပဲထူခြားတဲ့လုပ်ငန်းစဉ်တစ်ခုကိုလုပ်ဆောင်နေတာလားဆိုပြီးမေးခွန်းထုတ်เสียရှိပါတယ်အခုအချိန်ထိလဲဟာရှူရာမရဲ့စေမုတ်လဲပတ်ဘဟာနတ်ဖျားသစ်ပင်နဲ့ဆက်ဆက်မှုရှိနိုင်တဲ့ဆိုရဖတ်တစ်ခုကလွဲရင်ဂျန်နဲ့ information တွေကပျောက်ဆုံးနေစေဖြစ်ပါတယ်ကျွန်တော်တို့တွေအနေနဲ့ဟာရှူရာမရဲ့စေမုတ်ကိုဟာရှူရာမအပြင် မာဂျာရာကပါအသုံးပြုနိုင်ခဲ့တာကိုတွေ့ခဲ့ကြရပါတယ်မာဂျာရာကတော့ဟာရှူရာမရဲ့ဆဲအကူအညီနဲ့ဆန်ဂျစ်စုချာကရာရီကိုဆုပ်ယူနိုင်ခဲ့ပါတယ် မာဂျရာအတွက်ကတော့ဟာရှူရာမရဲ့စေမုတ်ကိုအသုံးပြုတဲ့နေရာမှာအယံကိုလွယ်ကူနေခဲ့ပါတယ်။ဒါကလည်းမာဂျရာကအယံဂျီနီယပ်စံနေတာကြောင့်လည်းဖြစ်နိုင်တယ်လို့ဟာရှူရာမရဲ့စေမုတ်ကတည်ယူရလွယ်ကူနေတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်တေချာတာတစ်ခုကတော့ဟာရှူရာမနဲ့မာဂျရာတို့ရဲ့တူညီတဲ့စေမုတ်တစ်ခုကအယံဖဝါဖူဖြစ်တဲ့လုံရက်တွေကိုလုဆောင်နိုင်ခဲ့ပါတယ်။ဟာရှီဆိုရင်လည်းအယံမာဆစ်ဖြစ်တဲ့တစ်သားခေါ်တဲ့ကြီးတစ်ကောင်ကိုတောင်းဆစ်ခေါ်ဖန်တီးနိုင်ခဲ့ပါတယ်။ ဟာရှီရာမာကတတပုံစံကိုအတော်ပြူတိုင်းမှာဆန်ချစ်စုချာဂရာရီကရောမသွားတဲ့အပြင်ပူပူပြီးဒိုးလာတာကိုတွေ့ရတာကြောင့်ဟာရှီတယောက်ခေါ်ထရီစတီကနေချာဂရာရီကိုရရှိနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဟာရှီရာမာကသူ့ရဲ့စိတ်မုပ်အပေါ်မှာဘလောက်ထိ control နိုင်တယ်လဲဆိုတော့ဆန်ချစ်စုချာဂရာရီကိုစိုးယူနေရင်းနဲ့တောင်မှအခြားသောကျစုတွေကိုအတော်ပြူနိုင်ခဲ့တာပါ။ဒါအပြင်ကျွန်တော်တို့အရှိကဗီဒီယိုမှာပါဝင်ထားတဲ့ Save for Great for the Great Goal ဆိုတဲ့ကျစုကလည်းဟာရှီရာမာရဲ့တတပုံစံနဲ့အတူဖန်တီးအတော်ပြူခဲ့တာမျိုးဖြစ်ပါတယ်။ ဟာရှူရာမာကသူ့ရဲ့စေမုတ်ကိုအပြေအဝါအသုံးချပြီးအလီယောင်ထိုရီဂျီရီကိုစင်ခေါ်ဖန်တီးနိုင်စွမ်းရှိပါတယ်။ထိုရီဆိုရာဂျပန်နိုင်ငံရဲ့ရိုးရဂိတ်တွေကိုဆလိုတာမျိုးဖြစ်ပြီးတော်တော်လေးလက်ထူးခြားတဲ့ဖူးဝင်းကျစုတစ်ခုဖြစ်ခဲ့ပါတယ်။ပုံမှန်ဆိုရင်တော့ဒီထိုရီတွေကိုဂျပန်နိုင်ငံရဲ့ဖျားเจ้าတွေမှာအများဆုံးတွေ့ရှိရပါတယ်။ဟာရှူရာမာကဒီလိုအလီယောင်ထိုရီဂျီရီရဲ့အယွေအစားကိုလို့တို့လိုထိချုပ်ပြီးရသူတွေကိုချုပ်ကင်ထားနိုင်စွမ်းရှိပါတယ်။ဒီ Tory ကြီးတွေက CU ထဲမှာဆိုရင်လူသားတယောက်ကနေပါတစင်ထန်းသေးလို့ခေါ်တဲ့ Thebes Origin VNG ကိုပါထိန်းချုပ်နိုင်ခဲ့တာမျိုးဖြစ်ပါတယ် ီလိုထိန်းချုပ်နိုင်ခဲ့တဲ့ဟာရှီရာမားရဲ့ version ကအိုရိုချီမာရူရဲ့လက်ကမြင်မှုကြောင့်မတိမဆိုဖန်တီးဖြစ်ပေါ်လာတဲ့ Aero version တစ်ခုဖြစ်တာကြောင့်အရင်ကြီး powerful ဖြစ်မနေခဲ့ပါဘူး။အရင် powerful မဖြစ်တာတောင်မှ Torii ကြီးတွေကိုဖန်တီးပြီးချမ်းသေးကြီးကိုတောင်ထိချုံနိုင်ခဲ့တာကြောင့် Hashirama ရဲ့စေမုတ်ကလည်းတော်ပြီးရှုပ်လို့မရတဲ့အထဲမှာပါဝင်ပါတယ်။ဒါမှန်ကြည့်လိုက်ရင်တော့ Torii ကြီးတွေက Brother ရဲ့ခန္ဓာကိုယ်ကိုဖိအားနဲ့ထိချုံထားတယ်လို့ထင်ရနိုင်ချေရှိပေမယ့်တကယ်တမ်းကျတော့ Hashirama က Brother ရဲ့ခန္ဓာကိုယ်ကို Sanjutsu Chakra နဲ့ဖိနှိပ်နေတာမျိုးဖြစ်ပါတယ်။ ဖားစိမုတ်နဲ့မွေးစိမုတ်တို့ကိုတခြားလိလာခြင်းအတုံးပြုသူရဲ့ chakra တွေကိုနှစ်စားဒါမှမဟုတ်လဲသုံးစားအထီတိုးမြင့်ပေးနိုင်တာကိုတွေ့ရှိရပါတယ်။ဟာရှူရမရဲ့စိမုတ်ကိုတည်တည်ချာချာလိလာကြည့်မယ်ဆိုရင်အစတရာလောက်ပိုပြီးများတဲ့ chakra တွေကိုထုတ်တုံလာနိုင်တာကိုတွေ့ရှိရပါတယ်။ဟာရှီရဲ့စိမုတ်တတားပုံစံနဲ့ရိုးရိုးစိမုတ်ပုံစံတစ်ခုကိုနှမ်းရှင်ကြည့်မယ်ဆိုရင်စိမုတ်တတားပုံစံကရိုးရိုးဖောင်မှာအတုံးပြုတဲ့တတားကြီးစုတွေထက်အစတရာသို့မဟုတ်အစတထောင်လောက်ကိုပိုပြီးစွာကြီးမားသွားတာကိုလည်းတွေ့ရပါတယ်။စိမုတ် version မှာဆိုရင်ဟာရှူရမကလက်တထောင်ပါဝင်တဲ့တတားရုပ်ထုကြီးကိုလည်းပုံဖော်နိုင်ခဲ့ပါတယ်။ ဒီတဒါရုပ်ထုကြီးကဗုဒ္ဓကို Experience UB ဖန်တီးရေးဆွဲထားတာမျိုးဖြစ်ပြီးကျွန်တော်ကတော့ဘာသာရေးအရာဆိုရင်ဒီအချက်ကိုသဘောမချပါဘူးဟာရှီရာမာကဗုဒ္ဓရဲ့ဥကောင်းတော်ပေါ်မှာရောင်းနေတာမျိုးတွေအလွဲသုံးစားလုပ်ထားတဲ့အချင်းအရာတွေကြောင့်ကျွန်တော်ကတော့ personal name အရာဒီကျစုကိုမုံပါတယ် series အဲမှာတော့တဟဗုဒ္ဓမဟုတ်ပါဘူးလို့ပြောထားပေမဲ့ဗုဒ္ဓရုပ်ဘွားတော်ရဲ့ inspiration တစ်ခုလို့ယူဆမယ်ဆိုရင်မဖြစ်သင့်တဲ့ဖန်တီးမှုတစ်ခုလည်းဖြစ်ပါတယ် ဘလိုပဲဖြစ်ဖြစ်ကျွန်တော်ကတော့ Naruto series ရဲ့ American Origins တယောက်ဖြစ်နေတာကြောင့် Hashirama ရဲ့စေမုတ်က Passing Mode နဲ့မွေးစေမုတ်တို့ထပ်ပိုးပြီး powerful ဖြစ်တယ်ဆိုတာကိုတော့လက်ခံထားပါတယ်။ဆိုတော့ Hashirama ဆိုတာအရင်ကတည်းက God for Shinobi ဆိုတာလူတိုင်းနီးပါးလက်ခံထားတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ Madara ဆိုတာကတော့ Jiraiya Mega Kyo Shuriken user တယောက်ဖြစ်ပြီး Kurama ကိုလည်းထိ ंछ ုံနိုင်ခဲ့ပါတယ်။ Hashirama နဲ့ Madara တို့နှစ်ယောက်က era တစ်ခုရဲ့အကျဉ်းဆုံး character နှစ်ယောက်ဖြစ်ခဲ့ကြပြီးအဲ့နှစ်ယောက်ထဲမှာမှ Hashirama တယောက်ထဲကသာလျှင်ဒီစေမုတ်ကိုရရှိပိုင်ဆိုင်ခဲ့တာမျိုးဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့ဗီဒီယိုရဲ့စစ်မှန်တဲ့စေမုတ်တစ်ခုကတော့ဟာရှီရာမရဲ့စေမုတ်ဖြစ်နေခဲ့ပါတယ်။နံပါတ်1နေရာမှာရောက်ရှိနေခဲ့တဲ့စေမုတ်ကတော့သေးပြီးစေမုတ်ပဲဖြစ်ပါတယ်။ဒီစေမုတ်ကိုတော့ကျွန်တော်တို့ရဲ့ဇလိုက်ကျော်ကြီးနာအူထိုကအသုံးပြုနိုင်ခဲ့ပြီးမီနာထိုကတော့နာအူထိုရဲ့စီလင်းကျူးစုတဲကနေမှတဆင်လေးလာရဲ့နှစ်ယောက်သားအတူတူတက်မြောက်နိုင်ခဲ့ကြပါတယ်။နာအူထိုကတော့ခူရာမဝိယုံနဲ့အတူသေးပြီးစေမုတ်တို့ကိုအတူတူပေါင်းဆက်အသုံးပြုခဲ့တာကြောင့်ပိုမိုပြီး powerful ဖြစ်ပါတယ်။ နောက်သူကသူ့ရဲ့ဖောင်တစ်ခုနဲ့တစ်ခုကိုလည်းကူကူကူပြောင်းနိုင်ခဲ့တဲ့အတွက်ကြောင့်ဖောင်တိုင်းမှာပါဝင်တဲ့ Everlady တွေကိုလည်းလေးလေးမြတ်မြတ်ပဲပြောင်းလဲအတိုးပြုနိုင်ခဲ့ပါတယ်။နောက်သူရဲ့ Thebe စေမုတ်ကိုအတိုးထုတ်ပြီးရှင်းပြရရင်အခြားစေမုတ်မှာပါဝင်တဲ့ Everlady တွေနဲ့တူညီနေပေမဲ့အခြားစေမုတ် Everlady တွေထက်ပိုများတဲ့စွမ်းအင်တွေကိုစုပ်ယူနိုင်စွမ်းရှိနေခဲ့တာပါ။ကဲဒီနေ့ဗီဒီယိုရဲ့ number 1နေရာမှာရောက်ရှိနေခဲ့တဲ့စေမုတ်အမျိုးအစားကတော့နံပါတ်1နေရာမှာရောက်ရှိနေခဲ့တဲ့စေမုတ်အကြောင်းကိုမပြောခင် OP2 အတိုးပြုခဲ့တဲ့ True Seeking ကဘာလုံးတွေအကြောင်းကိုပြောကြပါမယ်။ ခက်ခဲမူရာတမျိုးဖြစ်တဲ့ True Seeking ကဘာလုံးတွေကနူနိုဘိုကိုဓာတ်ကိုလည်းပြောင်းလဲနိုင်စွမ်းရှိပြီးအဲ့ဓာတ်ကကဘာကြီးရဲ့တရှိမှုကိုတောင်ဖြတ်စည်းပစ်နိုင်စွမ်းရှိနေခဲ့တာပါ။ Obito ကဒီ True Seeking ကဘာလုံးတွေနဲ့အတူကဘာကြီးကိုဖြတ်စည်းနိုင်စွမ်းရှိနေခဲ့တယ်လို့ဖန်တီးနိုင်စွမ်းပါရှိနေခဲ့ပါတယ်။ဒီလိုဖန်တီးခြင်းနဲ့ဖြတ်စည်းခြင်း Avalanche တစ်ခုကကျွန်တော်ပြောပြမယ့် Number 1စေမုတ်လောက်တော့ Powerful ဖြစ်မနေခဲ့ပါဘူး။ Number 1နေရာမှာရောက်ရှိနေခဲ့တဲ့စေမုတ်ကတော့ Save for Super Mode ပဲဖြစ်ပါတယ်။ ဒီ Safe Super Mode ကိုရရှိဖို့ Brother အနေနဲ့အဆင်မပြေတဲ့ဖတ်ပြုတ်တွေ၊မွေတွေပတ်ကြည့်တဲ့နဲ့လေ့ကျင့်စရာမလိုအပ်ပါဘူး။ Brother ကတကယ်ရည်ချင်းရှိပြီးထွန်းပေါက်မဲ့ကလေးတယောက်သာဖြစ်နေမယ်ဆိုရင်တေချာပေါက် Hakuromo C ကလက်ဆောင်တစ်ခုအနေနဲ့ Diablo ကိုရရှိပိုင်ဆိုင်နိုင်မှာမျိုးဖြစ်ပါတယ်။ကန်နိုမဟုတ်တဲ့ဖီလာထဲမှာတော့ဟာဂိုရိုမိုကဒီအဗလက်တီကိုသူ့ရဲ့သားဖြစ်သူအာရှူရာကိုအရင်ဆုံးပေးရခဲ့တာပါ။ timeline တစ်ခုကြာပြီးသွားတဲ့နောက်မှာတော့ဟာဂိုရိုမိုကသူ့ရဲ့အဗလက်တီတွေကိုနာဟုထိုစီမှာထပ်မံလွှဲပြောင်းပေးရခဲ့ပါတယ်။ တေဖို့စီပန်ဆိုရာကလည်းစေမုတ်စီကနေဆင်းသက်လာတဲ့အကျန်းစာစေမုတ်အမျိုးအစားတစ်ခုဖြစ်ပြီးအတုံးပြူတဲ့လူရဲ့စွမ်းအားအမြန်နှုတ် durability နဲ့အာယုံခံနိုင်စွမ်းတွေကိုအစားပေါင်းများစွာတိုးမြင့်ပေးပါတယ်။ဒီ availability ရဲ့အကုန်လုံးကစီပန်ခုနစ်စုကမီစီကနေဆင်းသက်လာကြတာမျိုးဖြစ်ပြီးခုနစ်စုကမီဆိုရာအာရှူရာကသူ့ရဲ့ chakra တွေကိုအတုံးပြူပြီး monster ကြီးတစ်ကောင်ကိုဖန်တီးလိုက်တာမျိုးဖြစ်ပါတယ်။ပလာတဲမှာတော့အာရှူရာရဲ့ခုနစ်စုကာမီကြီးကခူရာမားရဲ့ထေဘစ်ဖောင်ကြီးနဲ့အရန်စတူနေတာကိုလည်းတွေ့ကြရပါတယ် ဒါကြီးကဖီလာထဲမှာတော်တော်ယုတ်တိမရှိတဲ့ဖီလာတစ်ခုဖြစ်ပြီးဂျင်ဂျူရီကီမထွန်းကားသေးတဲ့ခေတ်ကာလတစ်ခုမှာခူရာမာရဲ့အဖာဒါကြီးကိုအရှူရာကအတုပြုနေနိုင်တာကြီးကလည်းနည်းနည်းစဉ်းစားရခက်ခဲစေပါတယ်။ဒါကြောင့်ကျွန်တော်ကအနမဲထက်စာရင်မန်ကောက်ကိုပို့ပြီးနှစ်သက်တဘောကြပါတယ်။နောက်ထူတာအတုပ်ပြနိုင်တဲ့ခူရာမာအဗဒါကြီးကိုအရှူရာကအတုပ်ပြပြီးအင်ဂျရာရဲ့ perfect susano ကိုကာကွယ်ခဲ့ပါတယ်။ခူရာမာအဗဒါဆိုတာဒေတာစာအုပ်ရဲ့ဖော်ပြချက်အရာ susano found နေပါ jewel ဖြစ်တဲ့အမှားတစ်ခုပဲဖြစ်ပါတယ်။ ။ဘာပဲဖြစ်ဖြစ်အာရှူရာကိုရိုက်ကလည်းခရာမာရဲ့တတိရကီမဖြစ်ခဲ့ဘူးဆိုရင်တောက်မှခရာမာနဲ့အနှဲငယ်ပတ်သက်နေတဲ့ဆက်ဆံရေးတခုရှိလိမ့်မယ်လို့ဖြစ်တွေးပေးလို့ရပါတယ်။ကျွန်တော်တို့ရဲ့ကြောင်မင်းသားလေးနာအိုထူကတော့ခရာမာအဖာတာကြီးကိုအတုပ်ပြုပြီးအထရာဘစ်ဘောရာဆီရှူရကင်ကိုအတုပ်ပြုနိုင်ခဲ့ပါတယ်။စေဖောစစ်ပတ်ချာဂရာမုံနဲ့အတုပ်ပြုတဲ့ခရာမာအဖာတာကြီးရဲ့အထရာဘစ်ဘောရာဆီရှူရကင်တွေကဆာစကေရဲ့အင်ဂျရာအဲရိုတွေကိုတောင်ကောင်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် Save for Super Chakra Moji C ကနေရရှိတဲ့ Chakra ပမာဏကအရှိမပြောပြခဲ့တဲ့စိတ်မှုတွေတိုင်းထက်ပိုပြီးများပြားနေခဲ့ပါတယ်။ဒါကြောင့်လည်းကျွန်တော်ကဒီနေ့ဗီဒီယိုရဲ့နံပါတ်1နေရာမှာထားထားလိုက်တာမျိုးဖြစ်ပါတယ်။ Chakra Moji ကတော့ Super Chakra Moji ကိုထားကြတဲ့အတုပြနိုင်ခဲ့တဲ့လူတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ပြောကြားတဲ့အရာ Super Chakra Moji ကလူတစ်ယောက်ကိုကော့တပါလိုမျိုးတန်မာအောင်အထိ support လုပ်နိုင်ချောင်းသိထားရပါတယ်။ကဲဒါရီကတော့ Naruto Universe ရဲ့အကျဉ်းဆုံးစေမုတ်အမျိုးအစားတွေဖြစ်ပြီးအကျဉ်းဆုံးစေမုတ်အကြောင်းကိုရှာဖွေတင်ဆက်ပေးသွားခဲ့တာမျိုးဖြစ်ပါတယ် ကျွန်တော်ရဲ့ကျမ်းမာရေးအားနဲ့ချက်ဂျောင်းဟီရက်စပူဒန်ကိုတော့ဆက်လက်ရနာထောင်းပါမျိုးဖြစ်ပြီးကိစတီကွက်ကိုတော့ကျွန်တော်တနေ့တလောက်လည်းပဲပေးသွားဖို့ရှိတာကြောင့် brother တို့ကလည်း channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ပေးကြကြဖို့တောင်းဆိုလိုက်ရပါတယ်ဒီနေ့တော့ဒီလောက်ပါပဲနောက်တစ်နေ့မှာနောက်ထပ်အကြောင်းအရာတစ်ခုနဲ့အတူပြန်တွေ့ကြပါမယ်အားလုံးပဲ bye bye